မြမရွေးကောက်ပွဲပွင့်လင်းမြတ်တမယ်လို့ယုံကြည်သူမရှိတော့ဘူးကုလထွေထွေတွင်ရေးမှုချုပ်မြန်မာမှာစစ်တပ်ကကျင်းပမယ်လို့ပြောနေတဲ့ရွေးကောက်ပွဲကိုပွင့်လင်းမြတ်တမယ်လို့ယုံကြည်သူမရှိတော့ဘူးလို့ကုလသမဂ္ဂထွေထွေတွင်ရေးမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကပြောပါတယ်မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာအောက်တိုဘာလ28ရက်တုန်းကပြုလုပ်တဲ့အာဆီယံကုလသမဂ္ဂဆွေးနွေးပွဲအပြီးတရင်ထောက်တွေနဲ့တွေ့ဆုံချိန်သူကအခုလိုပြောလိုက်တာဖြစ်ပါတယ်။ဒါအပြင်ဒီရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့ပြည်ထနာတွေအတွက်ဖြည့်ရှင်းနိုင်မဲ့အဖြစ်ကိုဥတီမဲလို့လည်းမယူဆတဲ့အကြောင်းသူကပြောပါတယ်။လက်တလောမြန်မာအတွက်လိုအပ်နေတာဟာလူသားချင်းစာနာမှုအကူအညီတွေတိုးမြှင့်ပေးရေးဖြစ်ပြီးတစ်ချိန်တည်းမှာပဲအရက်သားအုပ်ချုပ်မှုကို ဦးတည်မဲ့နိုင်ငံရေးလုပ်ငန်းစဉ်အစဉ်အဆက်ကိုလည်းလုပ်ဖို့လိုအပ်တဲ့အကြောင်းသူကပြောပါတယ်အစောပိုင်းစည်းဝေးမှာမိန်ကုံးပြောချိန်တုန်းကတော့အထွေထွေအတွင်းရေးမှူးချုပ်ကမြန်မာမှာဖြစ်နေတဲ့စိတ်မချမ်းမြေ့စရာအခြေအနေတွေကြောင့်သူတုံလုံးချက်ချားရတယ်ဆိုပြီးထည့်ပြောသွားတာရှိပါတယ်2020ခုနှစ်မှာနိုင်ငံအာဏာစစ်တပ်လက်ထဲရောက်သွားချိန်ကလေးကမြန်မာဟာဘေးအဆင်ဆင့်ကြုံရတဲ့အခြေအနေဖြစ်ပြီးဒေတာတွင်တည်ငြိမ်မှုကိုပါစိုးရိမ်စရာဖြစ်လာစေတဲ့အကြောင်း သူကထောက်ပြပါတယ်အယက်သားတွေကိုကာကွယ်ရမယ့်စစ်တပ်ဟာအယက်သားတွေကိုတိုက်ခိုက်နေပြီးပဏိပခတွေဖြစ်နေချိန်မှာရွေးကောက်ပွဲကျင်းပဖို့ခြေလှမ်းနေတာကိုလည်းသူကထောက်ပြပါတယ်အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့ဗတ်စုံပါဝင်တဲ့ဆွေးနွေးပွဲကိုစိတ်ဆန္ဒရှိရှိပေါ်ဆောင်ဖို့နဲ့အကြောင်းမဲ့ထိမ့်သိမ်းထားသူတွေကိုပြန်လွတ်ပေးရကနေစတင်မဲ့အယက်သားအုပ်ချုပ်မှုလမ်းကြောင်းပေါ်ပြန်ရောက်ဖို့ကိုလည်းအတွင်းရေးမှူးချုပ်ကတိုက်တွန်းထားပါတယ်